အမျိုးသားတွေရဲ့စိုးအပ်ွယ်ကြောင်းမှာဘာကြောင့်အမွှေးတွေပေါက်နေရတာလေအဲ့ဒီအမွှေးတွေကိုရိပ်ပစ်လိုက်ရင်ရောခန္ဓာကိုယ်ကိုဆိုးကျိုးဖြစ်စေမလားတကယ်တော့ဒီအမွှေးတွေကိုစဝမွေးလို့ခေါ်ပြီးတော့အများစုက၄စင်တီမီတာအောက်သာရှိပါတယ်သူတို့ဟာစပင်းနဲ့မုတ်စိတ်မွေးတွေထပ်ပိုပါလွှာပြီးတော့နုညံ့ပါတယ် တေချာမကြည့်ရင်တော့တတိထာမိဖို့ခတ်ပါတယ်ဒါပေမဲ့အမျိုးသားတိုင်းစိုးအမွေးမပေါက်ပါဘူးအမျိုးသားစုစုပေါင်းရဲ့30ရာခိုင်နှုန်းလောက်မှာဒါဒီလိုဇီဝကံမဖြစ်စဉ်ကိုတွေ့ရလေးရှိပါတယ်ကျမတို့ရဲ့ဘိုးဘေးပြည်ပြည်နေဟာခန္ဓာကိုယ်အနက်အမွေးတွေထူထပ်စွာဖုံးအုပ်ထားခဲ့ပြီးဒီအမွေးတွေကအရေးပြားကိုကာကွယ်ပေးပါတယ်ပိုတိုက်မှုကိုလျှော့ချပေးတယ်ပြင်ပလုံဆောင်မှုတွေကိုတားဆီးပေးတယ်အချိန်ကြာမြင့်လာတဲ့အချိန်မှာဆင့်ကဲပြောင်းလဲလာမှုတွေနဲ့အတူလူသားတွေရဲ့ခန္ဓာကိုယ်ပေါ်ကအမွေးအများစုဟာတဖြည်းဖြည်းနဲ့လျော့ပါသွားခဲ့ပါတယ် လေအင်္ဂါတစ်ဝိုက်ကအမွှေးတွေဟာအသုံးဝင်မှုရှိသေးတာကြောင့်ဆက်လက်တရှိနေကြတာပါ။ဆိုအမွှေးတွေဟာလည်းအဲ့ဒီတည်းကတစ်ခုဖြစ်ပါတယ်။ဒီမထင်မရှားဆိုအမွှေးလေးတွေကိုရှော့မတွက်ပါနဲ့။သူတို့ဟာခန္ဓာကိုယ်အတွက်အကာအကွယ်ကောင်းတွေကိုပေးစမ်းပါတယ်။ဖွတ်တိုင်းမှုလျှော့ချခြင်းလှူရှားသွားလာတဲ့အခါဒါမှမဟုတ်ချွေးထွက်တဲ့အခါမှာစအိုတဝိုက်ရေပြပုတ်တိုက်မှုကိုလျှော့ချပေးပါတယ်။ပိုးမွားကာကွယ်ပေးခြင်း၊လက်ကျင်ခံလှုပ်လို့ ချွေးထွက်တဲ့အခါအရေပြားမှာဘက်တီးရီးယားတွေပေါက်ဖွားလွယ်ပါတယ်။ဆိုးဝမွေးတွေဟာချွေးတွေကိုပုံမိုလင်းမြန်စွာအငွေ့ပြန်စီပြီးတော့ဘက်တီးရီးယားတွေဝင်ရောက်တာကိုလည်းထိရောက်စွာရှော့ချပေးပါတယ်။တနည်းအားဖြင့်သူတို့ဟာဘက်တီးရီးယားတွေကျူးကျော်ဝင်ရောက်လာခြင်းကိုကာကွယ်တဲ့ရှေ့တန်းခံတပ်တစ်ခုလည်းဖြစ်ပါတယ်။ရိပ်ပြင်းဘာဖြစ်မလဲ။ဒီအကျိုးကျေးဇူးတွေကြောင့်ဆရာဝန်တွေဟာဆိုးဝမွေးကိုရိပ်ပြဖို့အကြံမပြုကြပါဘူး။ အရေးပြတဲ့အရာရိတ်နေစဉ်အတွင်းအရေးပြပဝင်ခြင်းကိုမတော်တဆဓာရှရာရနိုင်ပါတယ်အမွေးတင်များပုံမှုကျန်တက်လာခြင်းအစ်စ်ပေါက်လာတဲ့အမွေးတွေကပိုပြီးတော့ကျန်တက်မှကြောလာနိုင်ပါတယ်အမွေးတွေမှာကြောလာပါကဘေးပတ်ဝန်းကျင်ကအရေးပြကိုထိုးမိထိခိုက်မိနိုင်ပါတယ်ပြောရမယ်ဆိုရင်စိုးအမွေးဟာမျိုးသားများစုရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုပဲဖြစ်ပါတယ်ဒါဟာပုံမှန်ပဲဆိုတာကိုရှုမြင်သင့်တဲ့အတွက်ရှက်ရော့စရာလည်းမလိုပါဘူးအားလုံးပဲကျန်းမာကြပါစေရှင်